Hello auspiciousness to you all အားလုံးပဲမင်္ဂလာပါရှင့်ဒီနေ့မှာတော့ overnight ဆိုတဲ့စကားလုံးလေးရဲ့အတော့အနှုံးလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင့် O V E R N I G H T overnight တဆက်ထည့်ရေးတယ်ပေါ့နော်သူက adjective your adverb ကိုနှစ်မျိုးလုံးသုံးလို့ရပါတယ်ပထမဆုံးအတိပ္ပယ်ကကြတော့ happening during the night ဒီညမှာဖြစ်ပျက်တာပေါ့နော် ဆိုလိုတာညတွင်ခြင်းဆိုတဲ့ပုံစံမျိုးပါဥပမာ <laughs> <laughs> she was admitted to hospital overnight သူမကိုညတွင်ခြင်းဆေးရုံတင်လိုက်တယ် admitted admitted to hospital overnight နောက်တစ်ခုကကြာဒါ adverb အနေနဲ့ပေါ့နော် the package was sent overnight uh, the uh, atoko ညတွင်ခြင်းပဲပို့လိုက်တယ် p a c k a g e package အာဆိုတော့သူကလည်း adverb အနေနဲ့ပဲပေါ့နော် Okay, Jamal, adjective and in a donji me so We had an overnight trip to the mountains. We had 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 an overnight trip to the mountains. M O U N T A I N S. So, uh, Jamal Ruka, down bogo, denya ekhi duake, tajara denya ekhi, so you're bones and leaps So, you spend the night over uh, sorry you spend the night uh, there and then you return the next day ဆိုတဲ့အသေးပေမျိုးဖြစ်သွားပါတော့။ဒါကသူရဲ့ပထမအသေးပေပါ။ Okay နောက်ထပ်အသေးပေအခုကကြာတော့ happening very quickly or suddenly ရုပ်တရက်ဖြစ်ပွားသွားတာဒါမှမဟုတ်လင်းလင်းမြန်မြန်ဖြစ်ပွားသွားတာပေါ့နော်ဘယ်လိုမျိုးတွေမှာအသုံးများလဲဆိုရင် often with success or change အမြင်မှုတွေအပြောင်းအလဲတွေမှာအယမ်းမြန်တဲ့ဟာမျိုးပေါ့နော်ဆိုတော့ကျမတို့နေချင်းညချင်း ဖြစ်သွားတယ်နေချင်းညာချင်းကြီးပွားသွားတယ်ဆိုရက်တိပ္ပံမျိုးနဲ့သုံးတဲ့ဟာတွေပေါ့နော်ဥပမာ adjective အနေနဲ့သုံးမယ်ဆိုရင် She became an overnight star after her video went viral. she became an overnight star နေချင်းညချင်း star ဖြစ်သွားတယ်ဆိုလိုတာ Sally ဖြစ်သွားတယ်ပေါ့နော် after her video went viral went ကဒီမှာ verb 2အနေနဲ့ရေးထားလို့ပေါ့နော် go viral g o go v i r a l viral go viral ဆိုတာကကျမတို့ဒီ video ပေါက်သွားတာပေါ့နော် live မှာ video ပေါက်သွားတာအာဆိုတော့ သူမရဲ့ဗီဒီယိုက live မှာအရင်ပေါက်ပါသွားပြီးတဲ့နောက်မှာတော့သူမကဒီ star တယောက်နေချင်းညချင်းဖြစ်သွားတယ်ပေါ့နော်အဲ it was an overnight success ဒါနေချင်းညချင်းဖြစ်သွားတဲ့အမြင်မှုပဲအဲဆိုပြီးတော့ adjective အနေနဲ့သုံးလို့ရတယ်ပေါ့နော် so adverb အနေနဲ့သုံးကြည့်မယ်ဆိုလို့ရှိရင်တော့ uh, normally you can achieve success overnight ပုံမှန်အဖြစ်ဆိုရင်တော့အမြင်မှုကို overnight -E -E achieve SUCC, ESS, success. Okay, Daligaro, overnight, so there's lonely adult, no ship. So, see you in the next video and have a nice day ahead. Bye bye.